အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ချင်းမိုင်ကာဝင်းကိုရောက်နေပါတယ်ဗျကျွန်တော်ရဲ့အရှိတတဲမှာမြင်နေရတဲ့ကာဝင်းကတော့ချင်းမိုင် bus terminal 3လို့ခေါ်တဲ့ကာဝင်းဖြစ်ပြီးတော့ကျွန်တော်အခုရက်နေတဲ့နေရာကိုကားလမ်းကူးလာလိုက်မယ်ဆိုရင်ချင်းမိုင် bus terminal 2ကိုရောက်ပါမယ်ဗျကာဝင်းနံပါတ်3နဲ့ကာဝင်းနံပါတ်2ကနန်းချင်းဆိုင်အနေထားမှာရှိပါတယ်ဗျဒီနေ့ကတော့ကျွန်တော်ပိုင်ဆိုတဲ့မြို့ကိုသွားဖို့အတွက်ကာဝင်းနံပါတ်1ကိုလာခဲ့တာပါဗျ အခုနားကကျွန်တော်တို့မြင်ခဲ့ရတဲ့ကားဝင်းနံပါတ်3ကဘန်ကောက်ကိုသွားတဲ့ကားကြီးတွေအများစုထွက်ကြတဲ့ကားဝင်းပါဗျပြီးခဲ့တဲ့နှစ်တွေတုန်းကချင်းမိုင်ကနေဘန်ကောက်အပြန်ကိုအဲ့ဒီကားဝင်းနံပါတ်3ကနေကျွန်တော်ပြန်ခဲ့ပါတယ်ဗီဒီယိုလေးလည်းတင်ထားပေးပါတယ်ဗျအခုကားဝင်းနံပါတ်2နေရာကတော့ကျွန်တော်လည်းပထမဦးဆုံးလာပြီးတော့ကားစီးပူးတာပါဒီကားဝင်းကနေဘယ်တွေကိုသွားလို့ရတယ်ကားဝင်းရဲ့အနေအထားကဘယ်လိုရှိတယ်ဆိုတာကိုလိုက်ကြည့်ပေးကြပါဦးဗျ ကားဝင်းရဲ့ပင်မအဆောက်အဦတွေဝင်လိုက်တာနဲ့ကျွန်တော်တို့တွေ့ရမှာကခီးတဲ့တွေနားနေဖို့ခုံလေးတွေရှိမယ်ပြီးရင်ကားလိုင်းတစ်ခုချင်းရဲ့လက်မှတ်အယောင်ကောင်တာလေးတွေကိုတွေ့ရပါမယ်ဗျကြိုတင်ပြီးတော့လက်မှတ်ဝယ်ခြင်းဒီကောင်တာတွေမှာလာဝယ်လို့ရတယ်လို့ကားချိန်နီးမှာကတ်ဝယ်မယ်ဆိုရင်လည်းရပါတယ်ဒါပေမဲ့ကားထွက်ချိန်နီးမှာဝယ်မယ်ဆိုရင်တော့တခါတလေလက်မှတ်ဝယ်မရတာမျိုး ဖြစ်နိုင်ပါတယ်ဗျ တချို့ကားလိုင်းတွေက online ကနေကြိုတင်ပြီးတော့လက်မှတ်ဖြတ်ထားရင်လည်းအဲ့ဒီလက်မှတ်နဲ့ကားပေါ်တက်စီးလို့မရပါဘူးတက်ဆိုင်ရာလက်မှတ်အယောင်ကောင်တာတွေမှာ online လက်မှတ်ကိုပြပြီးတော့ကားပေါ်တက်မဲ့လက်မှတ်နဲ့ပြန်လဲရပါတယ်ဗျအထူးသဖြင့် expert ကားကြီးတွေကလက်မှတ်ပြန်လဲရတာများပါတယ်ထိုင်းမှာဝေးပြေးကားဝင်ရဲ့စနစ်ကကျွန်တော်တို့နိုင်ငံကစနစ်နဲ့နည်းနည်းလေးကွာတာမို့တချို့လုံးဝမစည်းဘူးတူတွေဆိုရင်ပထမတစ်ခေါက်မှာနည်းနည်းတော့ဒုက္ခများတတ်လို့ပြောပြပေးတာပါဗျာ အခုဒီကားဝင်းထဲမှာဆိုရင်လည်းပဲဘန်ကောက်သွားမယ်ကားလက်မှတ်ရောင်းတယ်ကောင်တာတွေတွေ့တယ်ချင်းမိုင်အနီးနားကမြို့လေးတွေကိုသွားမယ်ကားတွေလည်းရှိတာကိုတွေ့ရပါတယ်ဗျကျွန်တော်တွေ့ခဲ့သလောက်ကတော့လမ်ဖန်တက်နခွန်ဆော်ဝမ်ကဖန်ဖက်စုကိုထိုင်းဖစ်ဆန်နူးလိုကချနာပူရီခုံခန်းစသဖြင့်အများကြီးပါပဲဗျ ခုဒီမှာဆိုရင်ကားလက်မှတ်တန်းစီပြီးဝယ်နေကြတဲ့သူတွေကိုတွေ့ရမှာပါဗျကားလက်မှတ်တွေကခဲရောက်မှဝယ်လို့လည်းရတယ်ဆိုပေမဲ့ကြိုဝယ်ထားနိုင်ရင်တွားကျင်တဲ့အချိန်စီးကျင်တဲ့ကားလိုင်းစီးကျင်တဲ့ class ထိုင်ကုန်နံပါတ်စိတ်ကြိုက်ရွေးပြီးတော့ဝယ်လို့ရတာမို့ပို့ပြီးတော့အဆင်ပြေပါတယ် line ပေါ်ကနေဝယ်တာကတော့ဂိတ်မှာဝယ်တာထက်ဈေးနည်းနည်းလေးပို့ပြီးတော့ပေးရတတ်ပါတယ်ဗျဒီဘက်မှာကတော့ကျွန်တော်ဒီနေ့ပိုင်ကိုသွားမယ်ကားလိုင်းရဲ့နေရာပါ van ကားလေးတွေစီးရပါမယ်ဗျ ကားလိုက်နာမည်ကကျွန်တော်အတန်ထွက်တာမှားနေမှာဆိုလို့ဗီဒီယိုထဲမှာပဲစာသားထိုးပေးထားလိုက်ပါမယ်ဗျဒီကားလိုက်ကပိုင်နဲ့မေဟောင်ဆောင်သွားတဲ့ကားတွေပြေးဆွဲတဲ့ကားလိုက်မှာအွန်လိုင်းကနေလက်မှတ်ကြိုဝယ်လို့ရပါတယ်မေဟောင်ဆောင်အထိသွားမယ်ဆိုရင်တစ်ယောက်ကို250ဘတ်ပါချင်းမိုင်ကနေမေဟောင်ဆောင်ကိုကားစီးရတဲ့အချိန်က9နိုင်ခွဲ6နိုင် လောက်ကြာမယ်လို့တိရပါတယ်ဗျချင်းမိုင်ကနေပိုင်ကိုသွားဖို့ကတော့လက်မှတ်ခါ တယောက်ကို150ဘတ်ပဲပေးရပါတယ်ဗျ။ပိုင်ကို ချင်းပိုင်ကနေ ကားစီးရတဲ့အချိန်ကတော့3နိုင်ခွဲ4နိုင်လောက်စီးရပါတယ်ဗျ။ luggage တွေအိတ်အကြီးတွေပါလာရင်တော့ဗန်ကားရဲ့ခေါင်းမိုးပေါ်တင်ပြီးတော့ယူသွားပေးမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ကွဲနိုင်တဲ့ပစ္စည်းမျိုးတွေပါတယ်ဆိုရင်ကိုနဲ့တခါတည်းယူသားသင့်ပါတယ်ဗျ။ကားထွက်ဖို့အချိန်စောနေသေးတော့ကျွန်တော်လည်းကာဝင်တဲ့ဗီဒီယိုနည်းနည်းထိုက်ရိုက်ဖြစ်ပါတယ်ဗျ။အခုမြင်နေရတာကတော့ ချင်းရိုင်မဲဆိုင်ဘက်ကိုသွားတဲ့ဗန်ကားလေးတွေပါ ချင်းရိုင်မဲဆိုင်ဘက်ကိုဘတ်ကားအကြီးတွေလက်မှတ်ဝယ်မရတော့ဘူးဆိုရင်အခုကားဝင်းနံပါတ်2ထဲလာပြီးတော့ဗန်ကားလေးတွေလာစီးလို့ရပါတယ်ဗျကားဝင်းရဲ့ဟိုဘက်အချမ်းမှာကတော့နခွန်ချိုင်းကားလိုင်းရဲ့ကားဝင်းနဲ့711အပါဝင်စားတောက်ဆိုင်လေးတွေရှိပါမယ်ဗျဒါကတော့ကျွန်တော်အခုလက်မှတ်ဖြတ်ထားတဲ့ကားလိုင်းရဲ့လက်မှတ်အယောင်ကောင်တာပါဗျ ်အွန်လိုင်းကမဝယ်ဖြစ်ဘူးဆိုရင်ဒီမှာလာဝယ်လို့ရပါတယ်ဒီကားကောင်တာရဲ့အနောက်ဘက်မှာကတော့နခွန်ချိုင်းကားလိုင်းရဲ့အရောင်းကောင်တာနဲ့ကားဝင်းကိုတွေ့ရပါမယ်ဗျ။တာမီနယ်2မှာကားစီးပြည့်ရင်ကားမထွက်ခင်ဝယ်စရာဘာညာရှိတယ်ဆိုရင်အခု7-11မှာလာဝယ်လို့ရတယ်လို့7-11ရှေ့မှာလည်းပဲ စားတောက်ဆိုင်လေးတွေရှိတာတွေ့ရပါတယ်ခောက်ဆွဲကြော်ထမင်းကြော်ကွစ်တွေကိုစားတဖြစ်ရောင်းတဲ့ဆိုင်အသေးလေးတွေရှိပါတယ်ဗျနခွန်ချိုင်းကားဝင်းကိုလည်းနည်းနည်းဆက်စုခဲ့ပါရယ်ဗျနခွန်ချိုင်းကဘန်ကောက်ချင်းမိုင်သွားတဲ့ကားလိုင်းတွေထဲမှာအကောင်းဆုံးကားလိုင်းတွေထဲကတစ်ခုဖြစ်ပါရယ်ဗျ ချင်းမိုင်ကနေပိုင်ကို public transport ကတော့အခုကျွန်တော်စီးမဲ့ van ကားလေးတွေပဲရှိပါမယ်ဗျတကယ်လို့ private car ငှားသွားမယ်ဆိုရင်တော့ဘတ်3000ဝန်းကျင်လောက်ပေးရနိုင်ပါတယ်ဗျကားစီးရမဲ့အချိန်တော့ရောက်လာပါပြီဗျကားကအချိန်မှန်ပဲထွက်ပါတယ်ဗျလမ်းမကတော့အခုဈေးတိုင်တန်းလေးမှာမိနစ်20လောက်ခဏရပ်ပေးပါတယ်အစားတောက်စားဖို့ဈေးဝယ်ဖို့နဲ့အပေါ်ပါသွားဖို့တော့ပါ ကျွန်တော်တို့ပိုင်ကိုတော့ရောက်လာပါပြီဗျခီးစဉ်ကတော့လမ်းမှာတနိုင်လောက်ကမြေပြန့်ဖြစ်ပေမဲ့နောက်ပိုင်းတောက်လျှောက်ကတော့တောင်သက်လမ်းတွေကြီးပါပဲတောင်တွေကမတ်တလို့အကွေးအောက်လည်းအတော်လေးများပါတယ်ဗျအဲ့ဒီတော့အတော်လေးလဲကားမှုပါတယ်ပိုင်ကအပြန်အတွက်ကိုလည်းစီးလာတဲ့ကားလိုင်းကနေပဲလက်မှတ်ဖြတ်ပြီးတော့စီးပစ်ပါတယ်ပိုင်မျိုးကတိတိလေးပဲမို့ကာကိတ်ရှာရတာက မခတ်ပါဘူးဗျညာသေးဧရိယာထဲမှာဆိုရင် လူစီးများတဲ့ဗန်ကားဂိတ်နှစ်ခုရဲ့ဂိတ်တွေရှိပါတယ်ဗျ ပိုင်ကနေပြန်မဲ့ရဲ့တေချာပြီဆိုရင်တော့လက်မှတ်ကြိုဝယ်ဖို့အကြံပေးကြပါတယ်ဗျမဟုတ်ဘူးဆိုရင်ကိုလိုချင်တဲ့ရက်အချိန်ကွက်တီလက်မှတ်ရဖို့နည်းနည်းခက်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်ပြီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ